င်္ဂလာပါဒီနေ့မေလ28ရက်ဖက်ဒရယ်ဖန်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ရှီပီတာမြို့နယ်မှာကားနဲ့စက္ကန့်ကြီးတိုက်မှုဖြစ်ပွားပြီးတော့တဦးတိဆုပ်ပြီးနှစ်ဦးအပြင်ထန်တရရရှိတဲ့သတင်းဝက်လက်ပါအဖားရဲ့အဖွဲ့မှုနဲ့အမျိုးသမီးတဦးအတက်ခံရမှုအပေါ်စစ်သက်စစ်ကြောင်းထိုးတက်ဖြတ်တယ်လို့ဆိုတဲ့သတင်းခရစ်စတိုမြို့နယ်မှာဝက်ပေါက်တကောက်ကိုနှစ်ဆနီးပါးဈေးတဲ့သတင်းစားတဲ့သတင်းတွေပါဝင် ဖက်ဒရယ်ဖိုင်နစ်စင်တင်တွေကိုကြားကြရမှာပါရက်ကောက်တိုင်းရွှေပြည်တော်မြို့နယ်မှာကားနဲ့ဆိုင်ကယ်ရေတိုက်မှုဖြစ်ပွားခဲ့ပြီးတဦးတိစောက်ကနှစ်ဦးအပြင်ထန်တဲရရှိခဲ့ပြီးရေမောက်တူထွက်ပြေးမောင်းနေကြွားခဲ့တယ်လို့ we lock care လူမှုဘဝ social ရေးပရဟိတတင်က မနီကမေလာ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မနီကမေလာ29ရက်ညနေ6:00နာရီအချိန်မှာရှီပီတာမြို့နယ်အမတ်လေးလမ်းမကြီးတတုကာကျော်သဘောမတိုင်နီမှာကာနေဆက်ကဲရတိုင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မောင်နေထွက်ပြေးသွားတဲ့ကာတမားကိုတက်ဆိုင်ရာဖွဲ့စည်းတွေကလိုက်လာဆောင်ဆန်းဆောင်ရွက်နေပြီးအခုလက်ရှိအခြေအထိတည်ငြိမ်ချက်လက်မတိရသေးဘူးလို့သိရပါတယ်။ပုစကားတိုင်းဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုမျိုးအောင်ကိုနဲ့အမျိုးသမီးတို့ပြီးခဲ့တဲ့မေလ21ရက်ည7:00နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့ရပြီးစစ်ကောက်စစ်တပ်ကစစ်ကြောထိုးတက်ဖြတ်ခဲ့တယ်လို့ဝယ်လက်ဒေတာခန်တို့ကဖက်ဒရယ်ဖန်ကိုပြောပါရယ်ဝယ်လက်မျိုးနဲ့ရွာတော်ကုတ်ကြီးရွာဂျိုးဖြူကုတ်တဲစုမှာအတက်ခံခဲ့ရတာဖြစ်ပြီးတမိုက်ခတ်ဝေးတဲ့ရွာတာကြီးကြီးကစစ်တပ်ထိုက်ချက်စခန်းကနေစစ်ကြောထိုးတက်ဖြတ်ခဲ့တယ်လို့ဆိုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြို့နယ်တာဝန်ရှိသူတွေကဆောင်ရွက်နေကြပေမဲ့ တိတိကျကျမတရားတည်ဘူးလို့တရားပြီးတော့ပြီးခဲ့တဲ့မေလ24ရက်နေ့မှာပအားဖားရောက်ဖက်မှုကိုတကြုတ်ခဲ့တယ်လို့သိရပါတယ်။ Greenipi ဖူစုံမြို့နယ်နောက်ချန်ကကျေးရွာချို့မှာကုတ်စင်းနုံမိတဲ့မှုကြောင့်လည်းဝက်တာပေါက်မွေးဖွားရမှာအတက်ရှင်ကျန်နေတဲ့ဝက်တာပေါက်ရခနုံနဲနေတာကြောင့်ဝက်တာပေါက်စင်းနစနီပါတက်လာတယ်လို့ဖူစုံမြို့နယ်နောက်ချန်မှာစီဗေးရှောင်းနေတဲ့ဝက်မွေးမြူရေလောက်ကန်နေတူတူကဖက်ဒရယ်ဖန်ကိုပြောပါရယ်။ 2025ခုနှစ်မေလလေလာကစားပြီးဝက်တာပေါက်ဈေးတိတိကျသားဈေးတက်လာနေတယ်လို့သိရပြီးတော့အဲ့ဒီ data မှာဝက်မွေးမြူနေတဲ့သူကလည်းနေပါတဲ့အပြင်ဝက်တာပေါက်ရမှာလည်းတည်ဆုံမှုနှုန်းများနေတယ်လို့သိရပါတယ်။ Greenpeace အတွင်းဒီမော့ဆိုအနောက်ချမ်းမှာလည်းဝက်တာပေါက်ဈေးက20နီဘာမီတက်နေပါတယ်။မကွေးတိုင်းမကွေးအချင်းထောင်မှာနိုင်ငံရင်းအချင်းသား400ကျော်ကို ထောင်အွန်လိုင်းပိုင်တွေကရန်နေခဲ့ပြီးငါးဦးထက်မှလည်း ပြင်းထန်တဲ့ရရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံဆိုင်ရာနိုင်ငံရေးအကြီးအကဲများကွန်ရဲ့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကွန်တိုက်ထုံးဦးက Federal Fan ကို ပြောပါရယ်ပြီးခဲ့တဲ့ April 17ရက်နေ့ကမကွန်းအချင်းထောက်ရှိမှာတော်လိုင်းရင်တပ်ဖွဲ့နဲ့စစ်ကောက်စီတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကအချင်းထောက်အတွင်းအချင်းဦးစီးဝထမ်းများနဲ့အချင်းတားများချို့ဒိမ့်မာမှုအချို့ဖြစ်တယ်လို့သိရပါရယ်အစိုးပါထစ်တွေးမှုအတွင်းအချင်းဦးစီးဝထမ်းများကထောက်ဘူးဝါနဲ့ကင်းမြော်စင်ကနေတနက်နဲ့ပြစ်ခတ်မှုကြောင့် ထောက်တွင်းတမန်ရုံမှာနေထိုင်တဲ့နိုင်ငံရေးအင်ဂျင်တာဆော့ရွှေအောင်အပါဝင် နိုင်ချင်းနှုတ်ဦးထက်မနေတည်ဆောက်ခဲ့တယ်လို့ PPNN ကထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာနိုင်ငံရေးအင်ဂျင်တာတွေပါဝင်တယ်လို့ထောက်အနပါတွေကဆွဆွဲပြီးနိုင်ငံရေးအင်ဂျင်တာ၄00ကျော်ကိုမြင်ပြပေါ်မှာဝန်ရမ်းမှတ်ဖက်က ရနိုင်ခဲ့တယ်လို့တရားပြီးတော့ထောက်အနပါတွေက နိုင်ငံရေးအကျဉ်းသားတွေကိုရနိုင်ခဲ့တဲ့အပြင်စေကူတာခွင့်လည်းပိတ်ပင်ထားပြီးအခုလက်ရှိမှာနိုင်ငံရေးအကျဉ်းသားနေရာကျော်ထောင်နိုင်ပါရရဲ့ဆွဆွဲမှုနဲ့တိုက်ပိတ်ခံနေရတယ်လို့လည်းသိရပါဗျ။မကွေးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားချင်းတူ900ဝန်းကျင်ရှိတယ်လို့သိရပါဗျ။ဒီနေ့မေလ28ရက် Federal Fan နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်ဆောလာပဲပါခင်ဗျာ။